တိုင်းပြည်ရဲ့ကေတင်ရှင်မာလို့တစားစားပြောနေတယ်အခုမင်းအွန်လိုင်းတို့အုပ်စုသူတို့မိခိုးပြီးတော့ပေါင်းစားနေတဲ့ဒီအချင်းပြတ်ခြားစားလူဒန်းစားဒီလူတွေများလို့လေဒီနေ့မြန်မာပြည်ဒုက္ခရောက်တာပါအဲ့တော့ပထိုးလေးလက်နက်ကန်ဖွဲ့စည်းတွေပါတယ်ဖြူလေးဂရုံတုံသင်္ကန်းဝစ်ပြီးတော့မိခိုးစားတော့ရရန်ကောင်းတယ်ဒီပြင်ခရိုနီခရီလို့ပြောခရီဆိုရာကတမအာဇီဝနဲ့တကယ် စီးပွားကိုထူးထူးချွန်ချွန်လုပ်တဲ့လူမဟုတ်ဖိနဲ့ရိုက်စားတဲ့ဂွင်ရိုက်တဲ့ပေါင်းပင်ကန်ထရိုက်ကိုနှီးမျိုးစုံနဲ့တိုင်းပြည်ရဲ့ပတ်စံကိုရအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ထဲလူရဲ့အဲ့တော့ဒီလိုလူတွေကပြောတာတိုင်းပြည်ကိုထိတော်နေပါတယ်အဲ့ဒီလူတွေကိုပြောချင်တာကဒီနေ့မြန်မာပြည်မှာလိုအပ်နေတာဟာတိုင်းပြည်ရဲ့အသက်ကိုစီးစင်တကယ်ကာကွယ်ခြင်းတုတ်တရာတုတ်တဲ့ကြောင့်ဖြစ်ခြင်းစနစ်တစ်ခုရှိရမယ်စနစ်တစ်ခုဆိုတာကလူတိုင်းလိုက်နိုင်တယ်အိုးရောရောချောက်ရောရောနဲ့ဘာမှလုပ်ရမှာမသိဘူးဒီ နေရာမှာမီးအဲမီးပွိုင်ဆိုပြီးတော့ဟို traffic light ပေါ့အဲ့ဒါမျိုးထားရဆိုရင်ဒီမှာနီးနေတဲ့စိတ်နေတယ်နီးစေဆိုရက်ဖို့စိတ်ဆိုတော့သွားဖို့အဲ့ဒါမျိုးမရှိဘူးသွားခြင်းနဲ့လေသွားရက်ခြင်းနဲ့လူကရက်ရက်နေတဲ့စနစ်ကိုစနစ်ရလို့မဟုတ်ဘူးဘယ်မှမလာဖြစ်နေတာအားပေးလို့ရှင်ဘလို့မှဒီရင်းစည်းကဆိုတာထိမ့်သိလို့မရဘူးနောက်တစ်ခါဒီနိုင်ငံနဲ့ပတ်သက်လာလို့ရှိရင်တမ်းပြေကိုဘလို့မှတီထောင်မှာမဟုတ်ဘူးအဲ့တော့တဖောက်ပါပြောနေဥပဒေဥပဒေသူတို့လောက်ပြောလိုက်တာလေဥပဒေအ မင်းလည်းမင်းမင်းဥပဒေတက်လာတယ်ပြောတယ်မင်းခရိုင်ပြောမင်းဖွတ်ထားမလို့မင်းတော့မအောင်ပေးမှာမဟုတ်ဘူးမင်းလို့ဥပဒေတက်လာတဲ့လူတယောက်ကဒီနေ့ဖွဲ့စည်းအုပ်ချုပ်ပုံတော်စိတ်ဝင်စားဘူးဖွဲ့စည်းအုပ်ချုပ်ပုံဖျက်ဖို့ရမရှိဘူးရငါတို့အုပ်ချုပ်ဖို့ရလို့ဖွဲ့စည်းအုပ်ချုပ်ပုံရှိမှလူမှန်နေရာမှာရောက်ရောက်ရင်မင်းတနေ့နေတိုင်းမကောင်းဖြစ်မယ်မင်းအသုံးမချဖြစ်မယ်အစားထိုးနိုင်ရမယ်အဲ့တော့မှန်မှန်ကန်ကန်လုပ်တဲ့လူတတ်ထက်မှလည်းတကယ်တမ်း မျိုးကြည်ကြည်ရေထန်းထန်းနဲ့အသက်ဆွန့်နဲ့ဆိုတဲ့လူမျိုးတွေဟာယာရုတက်တယ်ဆိုရင်သူတို့လူမျိုးပဲဖြစ်ရမယ်။ရေပေါ်စေရှိရမယ်ကိုတက်ကိုအကြောင်းမဲ့မစတဲ့ဘူးအုံနောက်ကိုတုံးတက်ရမယ်။အဲ့လိုလူမျိုးတွေကိုအဲ့ဒီစနစ်ကိုအာမပေးပဲနဲ့ငါ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 တို့မရှိမှဖြစ်ငါတို့ကောင်းစားရေးအပေါ်ရနှမ်းဖြူပြီးတဲ့အခါမှာဒီလှုပ်ရှားနေတာဟို လူအော်မေပုံးပေမခံဘဲနဲ့ဂျင်းကြတာကိုဂုံယူပြီးတော့စီစဉ်ရင်မူပြီးတော့အဲဒါကြီးကမရှိလို့မဖြစ်ဘူးမရှိလို့မဖြစ်ဘူးဟုတ်တော့ဘောကွာဂျင်းကြပြီးတော့ဒိုင်းတပီလုံးရောင်းစားထိုးကျွေးနေတာကိုကဘာမှာမင်းတို့မသုံးနဲ့ဆိုတာအခုအေရှန်ကတော့မင်းတို့နဲ့လက်ထွဲထိုင်ကုန်နဲ့မထိုင်ကုန်လက်ဆွဲလက်မထိုင်ကုန်မင်းတို့လက်ကသွေးပီနေအဲသွေးပီနေဆိုတာဒုတိယကမ္ဘာစစ်မှာပြီးခဲ့ပြီးပြီးအဲဒါတစ်ချိန်တုန်းကဆိုရင် crime against humanity လို့ခေါ်တဲ့လူတွေကိုအကြောင်းမဲ့တတ်တာမျိုးတွေကိုအာမပေးဘူး ဒီဟာရာဇဝတ်မှုအကြီးစားတွေမင်းတို့အဲ့ဒါတွေလုပ်ပြီးတော့တွားပြမင်းတို့လက်ဆွဲနှုတ်ဆက်ခြင်းအဲ့တော့မင်းတို့အစီအလိုလူမျိုးသူတို့မှလည်းသူတို့ပြဿနာအကုန်ရှိတယ်ဒါမှမဟုတ်မရအောင်မင်းတို့လုပ်တာလွန်လွန်အားကြီးတယ်ကုလသမဂ္ဂမှာထိုင်ကုန်မရတာဆိုလို့မင်းတို့ကြည့်မင်းနဲ့ချက်ပြမတန်နေရတယ်နည်းနည်းလေးပဲရှိစေကနတော့မရှိထားလို့ကိုမရတာတစ်နှစ်လည်းမဟုတ်နှစ်နှစ်လည်းမဟုတ်ဒါမင်းတို့သိရမယ်အဲ့တော့မင်းတို့မှအခုဒီလောက်အခြေအနေဆိုးဝါးနေတာကိုမဟုတ်ပါဘူးနိုင်ငံကြီးတွေကနေပြီးတော့နိုင်ကျင်တယ်နိုင်ငံကြီးတွေကမင်းတို့အနိုင်မကျင်ပါဘူး မင်းတို့ရဲ့အရေးချင်းကအမွေးတောင်မပြောင်းမင်းနဲ့လူသားမဆန်တာအဲ့ဒါကို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 လည်းမမြင်ဘူးကိုမြင်ကြည့်လည်းကိုမမြင်ဘူးအဲ့တော့ဒီနေ့တကယ်ကိုတိုင်းပြည်ကိုကောင်းအောင်လုပ်ချင်စီရင်တိုင်းပြည်စနစ်နဲ့ထိုက်တန်နဲ့စီမံဥပဒေဆိုရှေ့ရမယ်အဲ့ဒီမှာဘယ်သူလာလာအရေးချင်းရှိရလို့ရှေ့ကိုရောက်အခုပြောနေ NLD တို့ဒေါ်ဆန်းစုကြည်တို့ပြောနေတာမဟုတ်သူတို့ထဲမှာလည်းအဲပျက်စီးနေတဲ့လူတွေရှိတာပဲ လုတ်စားနေကြအခုပဲပေါ်လာတာပဲအခုလည်းမြင်နေရဥမာကိုကိုကြီးတော့တစ်ချိန်တုန်းကမူလာကြလာနေတယ်လေအခုတော့လည်းမဟုတ်ဘူးအခုတော့ပြောင်းပြန်လာဒီလိုမျိုးတွေဗါလေးဆန္ဒမင်းတို့နောက်ရှိသေးတယ်တသက်ခိုင်တို့တွေအဖြူလိုက်မဲလိုက်ပြီးဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်ဘာမှယုံကြည်ချက်ဆိုလည်းမရှိဘူးပြောချင်တိုင်းပြောပါဇာတ်ရှိတာပြောပြီးအသေးဖြစ်တာကိုတိုးတက်တဲ့နိုင်ငံတွေမှာမဟုတ်တန်းတရားစီကို public area မှာပြောရင်အကြီးကျယ်အေးအေးယူခံရတယ်နောက်ဆုံးဘဝပြတ်တဲ့အထိအသိမ်းခံရတယ်ထောင်တိုင်းလည်းထောင် ဘာပြင်းမှာအဲ့ဒါတွေမရှိတော့ထင်အောင်လုပ်ကြတယ်။တဖို့လေးလေးပြောချင်တိုင်းပြောတယ်။ဘာဖြစ်လို့ဆိုတော့အဲ့ဒါကိုဘယ်သူမှအရေးမယူကာကွယ်ဗီဒီယိုစီရင်အဲ့လိုမကောင်းဘူး။အဲ့တော့မင်းတို့အခုလောက်ရမှာတိုင်းပြည်တကယ်ကာကွယ်ကြည်ရင်စီးမြင်းတစ်ခုရှိရမယ်လေ။မစ္စတာဆိုတာကစီးမြင်းတကယ်စစ်ဦးတွေခိုင်ခိုင်မာမာရှိမှမရှိလို့ရှိရင်ဒီစစ်တပ်ကလှုပ်ရှားတဲ့စစ်တပ်ပဲဖြစ်နေမှာပေါ့။အခုတချို့တွေကစားစရာမရှိလို့ တတဲ့ဝင်ပြီးတော့ဘူးမသိဘာမသိပညာရေးချင်းမရှိတော့ခန်းရလုပ်ပြီးဆရာသွားပြီးတဲ့အခါမှာနောက်ဆုံးလုံးဆံမရှိတော့လေဓမ္မတခိုးလိုလောက်ရတာကိုသူတို့ကဒါဒါလုတ်ပိုင်ခွင့်လို့ထင်လာဒါတွေကိုမင်းတို့အားပေးထားတယ်မင်းတို့ကိုမင်းတို့အပွင့်နဲ့တတ်ပြီးတော့မင်းတို့အကြီးကြီးတွေကိုအိတ်ထဲထည့်တဲ့ဟာကိုမင်းတို့ကဒါလူကြီးလူကောင်းလို့ဒါမင်းတို့ကိုမင်းတို့သမုတ်ထားတယ်ဆိုတော့ဥမာဘလုံးပွဲလိုပဲပြောစီးမြေးမရှိပဲနဲ့ငါတို့ကဆယ်ယောက်နဲ့မကန်ဘူးငါတို့က ဟိုအယောက်20နဲ့ကမ်းမယ်ဒါမှမဟုတ်ငါတို့က10ယောက်နဲ့ကမ်းမယ်ဟိုဘက်က9ယောက်နဲ့ပဲကမ်းငါတို့ပဲနိုင်ရမယ်ကိုရဲကိုရံကိုလည်းငါတို့ကချွေပြီးတော့ငါတို့သူနဲ့ကိုရံအဲဝင်ရမယ်ဆိုဒီလိုပေါ့ချောင်ချောင်ကလီကလာဆန်နဲ့ဟာကိုအားပေးပြီးတော့ဒီနေ့နိုင်ငံရေးစက်ခုံမှာမင်းတို့ကနေပြီးတော့ငါတို့ပါတီနိုင်ရမယ်ငါတို့ကိုစားပြုပါမယ်เออจันเนกองนี่จ้าละกากองนี่งารู้ไปชื่อแท้มาหนีพี่รอวิวามุสิจองมุไดมุนี่ขึ้นล่ะลูกโซเดหา ဘာလို့မင်းတို့ဒီလောက်မိုက်တွင်းနေနေတယ်လဲမင်းတို့လူဟာမျိုးတွေရှိနေလို့တိုင်းပြမတို့တယ်ရှင်းရှင်းလေးမင်းတို့အရှိဆောင်မှာစံပြလို့လုတ်ပြမှာငါတို့အဲထဲမှာအပြစ်ရှိရကောင်ဆိုရင်ငါတို့မညာဘူးမင်းတို့လေးစားလိုက်မယ်အပြစ်ရှိရဆိုဘာလို့ဆိုတော့ကိုချင်းချင်းအပေးယူမတဲ့တဲ့ခါကျတော့မင်းတို့ကရေးယူကိုကောင်လည်းတခိုးမင်းကလည်းတခိုးတခိုးကြီးနဲ့တခိုးလေးနဲ့ရံဖြစ်ပြီးတော့တခိုးလေးရှုံးသွားတာကိုငါတို့ကနေပြီးတော့အဲဒါတမတမရှိပါလေဆိုတခြားစီလေး ဲ့တော့ခုအားလုံးနဲ့မှနာမည်ကြီးနဲ့ကြံ့ဖွင့်ရခေါင်းဆောင်ကြီးခင်ယူပေါ့တက်တယ်ပဲပြောရင်ကြွားလိုက်တာတက်ထဲမှာနေလို့ဘလောက်တန်ရာတွေရပြီးရောဘလို့အကျိုးဆောင်တယ်မင်းလောက်ရမင်းတော့မင်းပြောတော့မင်းရခိုင်မှာတိုင်းမှုဖြစ်တယ်မလားဘာလို့အဲ့ဒီရခိုင်မကရိုဂျာကိစ္စကဘာလို့ဒီလောက်ကြီးထွားနေရိုဂျာတွေကတရားမဝင်ရောက်လာလို့ရှိရင်မင်းမှာတာဝန်ရှိဆုံးအခုမင်းမှာလည်းဟိုလူဝင်မှုလုပ်တယ်လာဝကရိုဂျာတွေအများကြီးရှိလာမင်းမှာတာဝန်ရှိဆုံးအခုမင်းလာဝကလုပ်ထားတယ်ပြောပြလို့ဘာဖြစ်လို့အခု နိုင်ငံသားတွေရဲ့နေရာတကာမှာပြမပြမမှုလို့ပေါ့ပြီးစီးပွားရေးကိုလုံချနိုင်နေလို့ပြီးနေဆက်တွေမှာဖြစ်ချင်နိုင်နေဖြစ်နေမင်းတို့တဲမှာပဲအရာရှိသားသမီးတွေကြီးကြီးတွေနိုင်ငံသားမှာသွားပြီးနိုင်ငံသားတွေအဲခံယူပြီးတော့အမတိကြောင်ဆောင်ပြီးတဲ့အခါမှာမြန်မာပြည်မှာတခါယာရုကြီးကြီးပြန်ယူထားတာအဲမင်းရဲလုတဲ့ပြောဗီမလားတရားတရားဥပဒေစိုးမိုးနေတရားစီရင်ရေးတရားဥပဒေစိုးမိုးနေတရားစီရင်ရေးဆိုတာကဘယ်မှလိုက်ရအောင်ဘယ်သူပဲလာလာငါမျိုးတဲ့အတယောက်ကပြစ်မှုကျူးလွန်နေ ဒီပြစ်မှုကျူးလွန်တာဥပဒေအရပြစ်မှုထင်ရှားရင်ဒီပြစ်ဒဏ်ခံရမယ်ဆိုတာမြင်မှရှိသလားအဲ့တော့အပြစ်ကြီးရင်ကြီးသလိုသိရင်သိသလိုမင်းလိုလူမျိုးမင်းလိုကောင်းမျိုးတယောက်ကဒီလောက်ပျက်စီးယိုရင်းနေလို့ရှိရင်မင်းလိုလူမျိုးကနေပြီးတော့အခုတိုင်းပြည်ကိုဥဆောင်အောင်မယ်မင်းကိုမဲထည့်ပါလို့ပြောနေတာ ဖွဲ့စည်းဥပဒေပုံချိန်ကလည်းမရှိဘူးပါတီဆိုတာကတိုင်းပြည်ရဲ့ပတ်စံတွေတုံးပြီးတော့မှပါတီလုပ်တာတယ်ကိုယ့်အထက်လည်းတပြားမှမဆိုင်ဘူးအခုပါတီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကုန်လုံး contract တွေပေးဘူးအင်မင်းဝေးကြတယ်အလကားဘယ်လိုလုပ်ရမလဲဒီအင်ညာဝယ်ရမယ်စိတ်ဝင်လည်းလကားပေးမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီပတ်စံပေးရရလူစုတယ်လူစုတဲ့ပတ်စံတွေကိုမင်းတို့သူတို့ရဲ့အသုံးစေတွေကိုမင်းတို့ဘယ်ကနေရတယ်ဟိုကကိုယ်သဘောနဲ့ကိုလာတာမဟုတ်ကိုတမင်းတို့နဲ့ကိုလာတဲ့လူတရားဟုတ်ပဲဆိုရင်တော့ဟုတ် အဲ့တော့မင်းတို့တိုင်းပြည်ပစံ၃တိုင်းပြည်ပစံနဲ့အတူအောင်ပါတီလို့ပြီးမင်းတို့ကမင်းတို့ကတကမင်းသားကြီးရေမင်းတို့မရှိရင်တိုင်းပြည်ပြက်မယ်မင်းတို့ကိုမဲထဲကြပါမဲထဲကျင်လို့ရှိရင်မင်းတို့စကေလူလဲလူရဲလားလာခဲ့စင်မတက် ဟုတ်ပြီမေးကျင်တဲ့လူမေးပါမေးတဲ့ခါကျရင်အဲ့ကောင်မှတ်တာအဲ့ကောင်သွားချောင်းရိုက်ပြီးလို့ရှိရင်အဲ့ကောင်သွားဖမ်းနောက်ပြီးနိုင်ငံတော်ပုံကံမှုလောက်ကြမှုတည်ညူပြက်မယ်မင်းတို့အဲ့ဒါနိုင်ငံရေးလောက်တာမှာမဟုတ်ဘူး နိုင်ငံရေးကတကယ်ရှင်ပြန်ပြီးမဲဆွဲမယ်ဆိုရင်အတွေးခေါ်အယူအဆနဲ့မူဝါဒကိုငင်းခုန်ပြီးတော့နိုင်အောင်ပြောရတယ်။မင်းရဲ့ပြောဖို့ဆိုဖို့မင်းရဲ့ကိုကျင်တရားမင်းရဲ့နောက်ကျောင်းတမိုင်းမင်းရဲ့ဆုံးဖြတ်ချက်မင်းရဲ့တင်ပြချက်တွေဟာတာမန်ပြည်သူလူထုကိုဘယ်လောက်စိတ်ဝင်နိုင်လဲဘယ်လောက်ဆွဲဆောင်နိုင်လဲဘယ်လောက်ဥဆောင်နိုင်တယ်လဲ တချို့လူတော်တွေရှိတယ်ဒါမှမဟုတ်သူတို့တိတ်စကားမပြောကြဘူးဘာဖြစ်လို့သူတို့မှအလောက်လည်းအချိန်မရှိတော့သူတို့မပြောဘူးအဲ့တော့လူတွေကလည်းသူတို့ကြားရမှန်းမသိဘူးဒီဒါကြားအဲ့ဒါဝန်နေဘူးတော့လေကောင်းတယ်တမိုင်းမှရှိတယ်ဘာသူအများစုကညံမဖွင့်တော့သူတို့ဘာသူယုံအောင်မသိဘူးဒါမှမဟုတ်ရမွေးတဲ့နိုင်ငံတွေမှာအများကြီးရှိတယ်အဲ့တော့မင်းဒီလိုမင်းအခုလုပ်နေတဲ့အလုပ်ကဖွဲ့စည်းအုပ်ချုပ်ပုံကိုရေးဖို့မစင်စားဘူးစီးမင်းကိုပွဲတစ်ပွဲလုပ်မယ်ဆိုစီးမင်းဥပဒေကဒါရှိပါတယ်အဲ့ဒါကိုစိတ်ဝင်စားပဲနဲ့ ွဲလုံးမယ်ငါတို့ကမင်းသားကြီးတွေငါတို့ကနိုင်ပြီးသားတွေငါတို့လုပ်တာအများမ်းမှန်တယ်ငါတို့ကနောက်ဆုံးမှအောင်ပွဲရမယ်ငါတို့ကတိုင်းရမယ်အဲ့တော့ငါတို့ကနေတရားဝင်ဖြစ်မယ်မင်းဘယ်လောက်ကြောင်တာမင်းပြောတော့မင်းကပညာတတ်တယ်မင်းသားသမီးတွေလည်းပညာတတ်တယ်ဘာဟုတ်ဆိုလိုတာလဲအခုသတင်းထွက်တယ်မင်းတို့ contract တွေကိုပေးတယ်ပြောတယ်ဒီအဲကြံဖွင့်ရုံးတွေကိုမင်းသားပဲရတယ်လို့ပြောတယ်အဲ့ဒါကအင်မတန်အပြစ်ကြီးတယ် ဘာဆိုကိုသားသမီးကကိုနဲ့လှုပ်တဲ့အလုပ်တွေထဲမှာမဆက်ဆက်အဲ့လှုပ်လို့ရောမင်းတိုင်မှုပြတဲ့ကံမှာအဲ့ဒီတိုင်ရင်မှုပြတဲ့ကံမင်းတို့ရိတ်ခါ contract ပဲမင်းတို့သားသမီးပြန်ပေးဖို့ရေဖို့လို့ခွေးစာလို့ကြွေးဖို့အဲ့ဒါအဲ့ဒါပဲမင်းမတတ်မလို့မဖြစ်နဲ့အလကားပြောတာမင်းဘလောက်ရေဖို့စီရှိတယ်အဲ့တော့မင်းမအုံနောက်ရဲ့အခြေခံလည်းမရှိဘူးစင်ကျင်တုံတရားလည်းမရှိဘူးမင်းတို့တုံးတဲ့အတိုင်းပြည့်ပတ်ဆောင်တုံးတယ်ပြီးတော့မင်းတို့ကိုမင်းတို့မင်းသားကြီးလို့လှုပ်တယ်မင်းတို့လိုလူမျိုးတွေအခုပျက်စီးလာတာမင်းတို့စစ်တပ်ထဲကိုဘာရွေးချင်တဲ့ဝင်လဲတော့မသိဘူး မင်းတကယ်ရဲဘော်စိရှိတယ်ငါအတိုင်းပြုတ်ဖြစ်မဲ့လူဒန်းစားမဟုတ်ဘူးဆိုရင်တိုင်းပြည်နဲ့လူမျိုးအတွက်ဘယ်သူစေတနာတန်တန်နဲ့ကိုကျိုးစွင့်ပြီးလုပ်မယ်လို့ရှိလေအကုန်ထွက်အဲ့ဒီလူတွေဟာငါကာကွယ်ပေးမယ်အဲ့ဒီလူတွေအဆုံးဖြတ်ချက်တည်တီးရမယ်မင်းတို့အများကထောက်ခံလို့ရှင်အဲ့ဒီလူတွေဥဆောင်မှုလိုက်ဖို့ငါအစင်သိမ့်မယ်အဲ့ဒီလူတွေကိုနှောက်ရက်တဲ့လူကိုငါရှင်းမယ်ဆိုရင်အဲ့ဒီစိတ်ဓာတ်မျိုးမင်းမှရှိလားအလကားကောင်းလေအလုံးမရှိလို့တတ်သေးဝင်ပြီးတော့ဘိုးဖြစ်ချင်တယ်ပြီးလို့ရှင်အနိုင်ကျင့်ပြီးလို့ရှင် ရာထူးကြီးလာတဲ့ခါမှာကိုယ့်ရဲ့ထဲကိုကိုထဲထားဟိုတိုင်းပြည်ကိုတူထောင်သလိုတိုင်းပြည်ရဲ့အရှင်သခင်လို့ပြောနေမင်းတို့လိုကောင်မျိုးတွေရှိနေတဲ့ကာလပတ်လုံးအခုမရောက်နိုင်လို့လိုကောင်မျိုးတွေရှိနေတဲ့ကာလပတ်လုံးဒီနေ့မြန်မာနိုင်ငံတည်ဘယ်တော့မှမတိုးတက်ဘူးဘယ်တော့မှတမိုင်းမှာလူတန်းစီးတဲ့မှတ်ကြောက်တင်နိုင်တဲ့နိုင်ငံတကာရဲ့အစဉ်အတန်းဒီနေ့ပြောပြောနေတဲ့ human rights ဆိုတဲ့ကုလသမဂ္ဂမှာတော့မှထိုင်ကုန်မရနိုင်တဲ့အစဉ်မျိုးကိုရောက်နေတာမင်းတို့က မင်းပညာရေးချင်းမရှိလို့ဗောအရှိရင်ပြောမှာဗောကုလသမဂ္ဂတော်နေရာမပေးဘူးဆိုတာတကုတော့မားနေပြီအာဆီယံတော်နေရာမပေးဘူးတကုတော့မားနေပြီလောက်ရက်ဒီမားနေငါတို့ကတော့ပါနာရိုက်ပြီးလူတက်တာရွာလေးဘုံကျဲတာငါတို့ကတော့လောက်တာပဲဒါငါတို့မှအခွင့်အရေးရှိတယ်ဆိုတာကိုမင်းတော့လက်ကင်ထားတာဟုတ်အဲ့တော့မင်းတို့တွေဒီပွဲတစ်ခုကိုလုပ်ချင်တယ်ဒီပွဲမှာငါတို့ကရေချင်းရှိလို့နိုင်ချင်ပါလေလို့မင်းတို့ပြောချင်တယ်ပြောချင်စတယ်ကွာစီကန်းရှိရမယ်လေဘောလုံးပွဲလို့ဘောလုံးစီးမြင်းရှိရမယ်ဘောလုံးက6နှစ်ကြိုင်တာလက်နဲ့ကြိုင်တာမဟုတ်ဘူးဒိုင်းလူကြီးရှိရမယ်မလို့ချင်း ဒိုင်လဲငါပဲငါတို့က6ရောင်းနဲ့ကံမယ်ဟိုဘက်က9ရောင်းနဲ့ပဲကံမယ်5ပေါက်ကိုငါတို့ကရွှေ့မယ်ပြီးရင်ငါတို့ကပဲနိုင်မယ်ငါတို့ကဒိုင်ကျယ်မင်းယူနေတာပဲမင်းတို့တွေကအဲ့တော့မင်းတို့မှာအတ္တိလိုအုံနောက်အရေးချင်းမရှိဘဲနဲ့စိတ်ရောကဒိုင်ဖြစ်နေတဲ့သူတွေကအုပ်စုလိုက်မြမာပြည်ကိုချဲလဲနေတာတော့လွန်လွန်အကြီးတယ်အဲ့တော့မင်းတို့အချိန်တနည်းလာလိမ့်မယ်ပြင်တော့ပြင်တာအသိတော့မကောင်းဘူး